ိပြီးရင်ကဒီစာအုပ်ကိုလည်းတေချာဖတ်ကြည့်ပါတယ်ဒီစာအုပ်ကိုဖတ်ကြည့်တဲ့အခါမှာတပြီးတော့ရေနံမှာဖြစ်လာတာကတော့ပြီးတော့လုံလုံလရကိုထောက်ခံပါထောက်ခံတဲ့အတွက်လက်မှတ်ထိုးခဲ့တဲ့အထက်မှာလည်းတပြီးတော့ပါခဲ့ပါတယ်အဓိကပြောချင်တာကတော့တပြီးတော့ဘာကြောင့်ထောက်ခံခဲ့တယ်ဆိုတာကိုလည်းပြောပြချင်ပါတယ်သာသမီကျုံမထဲကငါးပါးသာသမီကျုံရဲ့နောက်ဆုံးမြောက်ကျုံဖြစ်တဲ့စောင်းလင်မျိုးနဲ့ဆိုတဲ့ဒီဝိတရားကိုပေါ့နော် ကျွန်တော်အနေနဲ့ကြည်ပူခြင်းပါတယ်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့အမျိုးကျွန်တော်တို့ရဲ့ဘာသာကျွန်တော်တို့ရဲ့သာသနာကိုဆောက်ရှောက်ခွင့်ရှိတဲ့သူတွေပါဆောက်ရှောက်ခွင့်ရှိတဲ့အတိုင်းဆောက်ရှောက်ရဲတဲ့တတိရှိတဲ့သူတွေလည်းဖြစ်ပါတယ်ဒါကြောင့်ဒီစောင်းလေမျိုးနဲ့ဆိုတဲ့ကိုယ့်အမျိုးဘာသာသာသနာကိုယ့်ဘုရားဘာသာကိုဆောက်ရှောက်ဖို့အတွက်တန်ဋိတ္တချလာပါတယ်ဒို့ဗိမဲ့ဒီလိုမျိုးစောင်းဥပဒေကိုတစ်ဖက်ကနေကန့်ကွက်နေတဲ့သူတွေကန့်ကွက်နေတဲ့အတန်တွေကြားရတဲ့အတွက်တပည့်တော် နောင်သားနောင်သားတွေတပည့်တော်ရဲ့တားဆင်မြင့်မြတ်တားဆင်မြင့်မြတ်ဟိုမျိုးဆက်သစ်တွေပေါ့နော်စောင်းစီရအမျိုးတော်မရှိမှတပည့်တော်ကြောက်ပါတယ်ဗျာအဲ့ဒီတို့ကတပည့်တော်ကိုယ်တိုင်ကောစောင်းလင်မျိုးနဲ့ဆိုတဲ့ဂုံဘုတ်ကိုစောက်ရှောက်ရှင်ပါတယ်တပည့်တော်ရဲ့မျိုးမျိုးဆက်တပည့်တော်တို့ရဲ့မျိုးဆက်တွေနောင်လာနောက်သားတွေကိုလည်းဒီဂုံဘုတ်ကိုစောက်ရှောက်နိုင်အောင်တည်တန့်စေချင်ပါတယ်ဗျာဒါကအဓိကနံပါတ်1အချက်ပါဗျာတပည့်တော်ကိုလည်းတပည့်တော်တငယ်ချင်းတွေနဲ့ကွာ Facebook စာမျက်နှာပေါ်ကတကယ်ရင်းတွေကလည်းပြောပါတယ်အမျိုးသမီးတွေရဲ့အရေးကိုမင်းတို့အမျိုးသားတွေကဘာရောက်ဝင်ပါတာလဲအမျိုးသမီးတွေရဲ့အရေးကိုဦးစင်းနေဖုန်းကြီးတွေကဘာကြောင့်ဝင်ပါတာလဲဆိုမိပါတယ်တပည့်တော်မှအခုအပြေရှိပါပြီကလေးတငယ်ဥပဒေကိုဘသူတွေဆွဲပါတယ်လဲလို့မေးလာခဲ့တဲ့အခါကလေးတငယ်တွေကမဆွဲနိုင်ပါဘူးခင်ဗျာကလေးတငယ်တွေရဲ့အခွင့်အရေးကိုရအောင်တိတက်နားလေတဲ့လူကြီးတွေကဆွဲပေးတာဖြစ်ပါတယ် ထို့အတိုင်းပါပဲဒီလိုမျိုးသမီးရဲ့အခွင့်အရေးကိုလေဗုဒ္ဓဘာသာနိုင်ငံမှာရှိတဲ့တိတက်နားလေတဲ့ဆရာတော်ကြီးများနဲ့တကွဥပဒေပညာရှင်တွေကဒီအမျိုးသမီးတွေရဲ့အခွင့်အရေးကိုညာရှိအောင် ဆုံးရှုံးသွားတဲ့လူအခွင့်အရေးဆိုတဲ့အရာကြီးကိုပြန်ရအောင်ဥဆောင်ဥရပြုပြီးတော့ဒီလိုမျိုးအခွင့်အရေးကိုပြန်စူးစမ်းရယူပေးတဲ့အတွက်ကျေးဇူးလက်တင်ပါတယ်ခင်ဗျာဘုံလဲယူပါတယ်ခင်ဗျာ ။နောက်ပြီးတော့ခုနဆရာတော်ကြီးပြောသွားတဲ့အတိုင်းပါပဲ။တခြားဘာသာတွေမှာသူတို့ရဲ့အမျိုးသမီးကိုကာကွယ်ထားတဲ့ဥပဒေတွေနောင်များစွာရှိပါတော့လေ။တပည့်တော်တို့ဗုဒ္ဓဘာသာမျိုးသမီးများအတွက်စောင့်ရှောက်ကာကွယ်တဲ့ဥပဒေက ရှိတဲ့ဥပဒေကလည်းအားနည်းချက်တွေရှိတဲ့အတွက်တပည့်တော်တို့အမျိုးသမီးတွေဟိုဆုံးရှုံးကနေလာခဲ့ရတဲ့ဟာတို့တပည့်တော်တို့ပါဝင်ခြင်းမှာလည်းမြင်တွေ့ခဲ့ရပါပြီ။တပည့်တော်အသက်က20ပါ။ဒါပေမဲ့တပည့်တော်အသက်ရဲ့ထက်ဝက်လောက်ရှိတဲ့10မှုလောက်ကိုကြုံတွေ့ပြီးပါပါပြီ။ အဲ့အတွက်တပည့်တော်အနေနဲ့ပြောချင်တာကတော့တပည့်တော်တို့ဗုဒ္ဓဘာသာအမျိုးသမီးများကိုဆောက်ရှောက်ကာကွယ်ပေးမယ့်ဥပဒေကိုလည်းအမြန်ဆုံးလိုချင်ပါတယ်ဒါကဒုတိယချက်ပါဗျာနံပါတ်3ချက်ဖြစ်တဲ့အားလုံးကအော်နေကြတဲ့လူခွင့်ရလူခွင့်ရဆိုတဲ့ဟာကြီးကိုတပည့်တော်အယူဆပြောရမယ်ဆိုရင်တော့အမှန်တကယ်ကတော့မျိုးသမီးတွေဘက်မှာလူခွင့်ရကိုချိုးဖောက်တာမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့မျိုးသမီးတွေကငကိုတွေကလူခွင့်ရဆုံးရှုံးနေလို့ပါဗျာ အလုံးဝလူခွင့်ရေးဆုံးရှုံးနေတဲ့လူခွင့်ရေးကိုပြန်ယူပေးရတဲ့အထွတ်လူခွင့်ရေးချိုးပေါက်တဲ့ဆိုတော့တပိတော်အနေနဲ့လက်မခံနိုင်ပါဘူးနံပါတ်၄အချက်ဒီဥပဒေကထိမ်းများခြင်းဆိုင်ရာတာမန်ဗုဒ္ဓဘာသာမျိုးသမီးတယောက်လက်ထက်ထိမ်းရတဲ့ဥပဒေအနေနဲ့မလုံလောက်ဘူးလို့ထင်ပါတယ်ဒီဥပဒေကတပိတော်တို့နိုင်ငံရဲ့ဘာသာနဲ့သာသနာအရှိတီတန့်ခိုင်မြဲရေးအတွက်လူအဲ့လိုဆရာတော်ကြီးများကပြဋ္ဌာန်းထားတဲ့ဥပဒေလို့တပိတော်ယုံကြည်ပါတယ် ဒီအတွက်ကြောင့်ဒီဥပဒေကယောက်ျားနဲ့မိန်းမနှစ်ယောက်ရိုးရိုးရှင်းရှင်းလက်ထက်တဲ့ဥပဒေမဟုတ်ဘူးလို့တပည့်တော်အမြင်ပါတယ်။သာသနာကိုကာကွယ်တဲ့အစီအနဲ့ဆရာတော်ကြီးများကမေတ္တာကျေးဇူးတော်ရှေ့ထားပြီးတော့ဆောင်ရွက်ကြတဲ့ကိစ္စလို့မြင်ပါတယ်။နမ၅အချက်နေရင်တပည့်တော်ဒီဥပဒေမှာပါတဲ့အချက်ကိုအရင်သတိရပါတယ်။ထိန်းညားခြင်းပဲဖြစ်ဖြစ်ဘာသာကူးပြောင်းခြင်းပဲဖြစ်ဖြစ်ပွင့်လင်းမြင်တာမှုရှိအောင်ဆရာတော်ကြီးကရေးဆွဲထားလို့မြင်ပါတယ်။ဘာပြောင်းလဲဆိုတော့တပည့်တော်ကတပည့်တော်ဗုဒ္ဓဘာသာလို့ရေရေကြီးအာမခံနိုင်ပါတယ်။ တခြားဘာသာနဲ့တခြားဘာသာကိုကူပြောင်းတဲ့အခါမှာလည်းငါဟာတခြားဘာသာနဲ့တခြားဘာသာကိုလွတ်လွတ်လပ်လပ်ကူပြောင်းလာပါလားငါဟာငါယုံကြည်ချက်ကြောင့်အခြားဘာသာကိုလွတ်လွတ်လပ်လပ်ကူပြောင်းနေတခြားဘာသာကိုဘာကြောင့်ကူပြောင်းနေဆိုတာကိုရေရေကြီးပုံဝင်လေးလေးပြတဲ့အတွက်ဒီဥပဒေမှာ transparency အပြည့်ရှိရလို့တပည့်တော်ယူဆတဲ့အတွက်တပည့်တော်ဒီဥပဒေကိုထောက်ခံပါတယ်အဲ့တော့တပည့်တော်ပြရတဲ့ဟာကိုပြန်ချုပ်မယ်ဆိုရင်နံပါတ်1အနေနဲ့တပည့်တော်စောင်းလင်မျိုးနဲ့ကိုယ်စားလေးစောင်းလင်မျိုးနဲ့ဆိုတဲ့ဂုံဘုတ်ကိုထိန်းသိမ်းစောင့်ရှောက်ရှင်ရတဲ့တော့၎င်း တခြားဘာသာတွေမှာရှိသလိုမျိုးပဲဗုဒ္ဓဘာသာမျိုးသမီးတွေကိုကာကွယ်စောင့်ရှောက်တဲ့ဥပဒေရှိစေခြင်းတော်၎င်းနံပါတ်3ချင်းနေတဲ့ဆုံးရှုံးနေတဲ့အမျိုးသမီးများရဲ့လူ့အခွင့်အရေးကိုပြန်လည်ရရှိအောင်ကြိုးစားပေးတဲ့ဆရာတော်ကြီးများရဲ့ကျေးဇူးကို၎င်းဒီဥပဒေကတာမန်အမျိုးသားမျိုးသမီးနှစ်ယောက်ရိုးရိုးထိမ်းမြခြင်းမဟုတ်ပဲနဲ့နိုင်ငံနဲ့သာသနာတည်တဲ့ရှိကြဖို့အတွက်ဒါပြဋ္ဌာန်းထားတဲ့ဥပဒေဖြစ်တော်၎င်းနံပါတ်5 ဒီဥပဒေမှာဘာသာကူပြောင်းတာပဲဖြစ်ဖြစ်ထိမ်းများတာပဲဖြစ်ဖြစ်ပုံမှန်လင်းလင်းနဲ့ရုံတကြီးကူပြောင်းလို့ရအောင်ရေးဆွဲပေးရတာအကြောင်းတပည့်တော်ကဒီဥပဒေကိုလုံးဝပါစန်နဲ့ထောက်ခံပါလေလို့ပြောကြရင်လည်းဒီကုန်းချောပါလေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်โอเคအခုလိုဆွေးနွေးတင်ပြပေးသွားတဲ့ကိုတန်းကျော်ဦးကိုထူပဲကျေးဇူးတင်ရှိပါတယ်အခုဆက်လက်ပြီးတော့ကိုတန်းကျော်ဦးဆွေးနွေးတင်ပြထားတဲ့အကြောင်းအနေနဲ့ပတ်သက်ပြီးသိလို့တဲ့ဘေးကုန်းမင်းမြတ်လို့တဲ့ပုံကူများရှိပါသေးသလားခင်ဗျာ ရှင်ပြမိကုန်းမိပါလိမ့်မယ်တကားလေးအသက်ဘယ်လောက်ရှိတပည့်တော်20မပြည့်သေးပါဘူးခင်ဗျမင်းအဲ့လောက်သိရနော်လှုပ်တော့တဲ့တကားကြီးရအသက်ဘယ်လောက်ရှိ80ကျော်လောက်ရှိပါပြီခင်ဗျတို့မြန်မာနိုင်ငံကိုဗုဒ္ဓဘာသာ နိုင်ငံလို့ကျင်းညာခြင်းဟာဘုန်းကြီးတွေအလုဆုပ်ခံပြီးလူကြားထဲမှာ သင်္ကန်းဆွန့်ထင်းခံပြီးအုပ်ချုပ်ခြင်းလို့လုပ်တဲ့အလုပ်မဟုတ်ဘူး။လွှတ်တော်ကိုယ်စားလှယ်ကြီးကိုသိအောင်ပြောလိုက်။မှန်ပါဗျာ။မြန်မာနိုင်ငံကြီးစင်းရဲမွဲတေခြင်းရအောက်ကနေလွတ်အောင်လို့ပရိဘက်ခါတွေကြားရရအထိတ်တလန့်နေရတဲ့လူတွေငင်းငင်းကြံကြံဖြစ်အောင်လို့ဆိုပြီးတော့ဗုဒ္ဓဘာသာနိုင်ငံလို့အတိအမှတ်ပြုထားခြင်းဖြစ်တယ်ဗုဒ္ဓနိုင်ဗုဒ္ဓဘာသာဟာဗုဒ္ဓဟာငင်းညာရေးကို ရှေ့ရှုတဲ့မြတ်စွာဘုရားပရိဘက်ကကိုရှေ့ရှုတဲ့မြတ်စွာဘုရားမဟုတ်ဘူးဆိုတာမင်းလို့ဟိုတကကြီးတွေသိစေခြင်းလေလို့ဒီစရာလို့ပြောခြင်းတယ်တမပါဘုရားเนาะအဲ့ဒီတော့ခုနကဟိုတကမာလေးဖြတ်ပွားတကမာလေးလည်းပြောပါတယ်နောက်ဟိုတကမာကိုလည်းခြေဆုတင်ပါတယ်လှွတ်တော်တရား